ရုရှားဟာတရုတ်နိုင်ငံကိုရန်သူအဖြစ်လျှို့ဝှက်သတ်မှတ်ထားတဲ့ FSB ထောက်နိုင်ရေးစာရွက်စာတမ်းတစ်ခုပေါက်ကြားလာခဲ့ပါတယ်။ဒါဟာပူတင်ကရှီကျင့်ဖင်နဲ့တွေ့ဆုံကသူတို့ရဲ့ခင်မင်မှုဟာမရင်းရိုင်နိုင်ဘူးလို့ကြေညာနေခြင်းမှာဖြစ်ပေါ်ခဲ့တာပါ။အနောက်နိုင်ငံထောက်နိုင်ရေးအေဂျင်စီ6ခုကအတည်ပြုထားတဲ့ဂျိုးစိမ့်ထွက်ပေါ်လာတဲ့စာတမ်းကရုရှားရဲ့တရုတ်ထောက်နိုင်ရေးနဲ့ပတ်သက်ပြီးအနက်ဆိုင်ဆုံးစိုးရိမ်မှုတွေကိုဖော်ထုတ်ထားပါတယ်။ရုရှားဟာတရုတ်ကိုနောက်ကျောကနေဓာတ်နဲ့ထိုးဖို့ပြင်ဆင်နေပါတယ်။ ရုရှားရဲ့ FSB ကနေယိုစိမ့်ထွက်ပေါ်လာတဲ့စာရွက်စာတမ်းအစ်တကူကမော်စကိုကတရုတ်ကိုလျှို့ဝှက်စွာရန်သူအဖြစ်ဆက်လက်သတ်မှတ်ထားတယ်ဆိုတာကိုအတည်ပြုပြီးဒါဟာအံ့အားသင့်စရာဖြစ်ရတာကလွန်ခဲ့တဲ့၃နှစ်တွင်တရုတ်ကရုရှားကိုကမ္ဘာအထူးကြံမှုကနေလက်တွဲခေါ်ဆောင်ပေးခဲ့တာပါကမ္ဘာနိုင်ငံအများစုကမော်စကိုရဲ့ယူကရိန်းကျူးကျော်မှုကိုရှုတ်ချခဲ့ချိန်မှာပေကျင်းကရုရှားကိုကုလသမဂ္ဂမှာဆွဲချက်တင်မှုညှင်းဆုံခဲ့ုံတင်မှာပဲပြည်ပခရဲ့တကယ့်တရားခံတွေက နေတိုးနဲ့အနောက်နိုင်ငံတွေလို့တဆိုင်မမတ်ဆွဲဆွတ်ဆွဲခဲ့ပါတယ်။အနောက်နိုင်ငံတွေကရုရှားရဲ့ရေနံတန်းငွေကိုမဝယ်ယူတော့တဲ့အခါတရုတ်ကရုရှားရဲ့တခုလီသောအသက်ရှူပေါက်ဖြစ်လာခဲ့ပါတယ်။ဒီနေ့အချိန်ထိတရုတ်ဟာရုရှားရဲ့အကြီးဆုံးရေနံဝယ်ယူသူ ဖြစ်ရှိနေသေးပါ။2023ခုနှစ်မှာရင်တရုတ်ကရုရှားစီကို တင်ပို့မှုဟာ58ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့ပါတယ်။ဒီမှာရုရှားကတရုတ်စီကတင်သွင်းမယ်လို့မထင်ထားတဲ့စမတ်ဖုန်းတွေကားတွေ လေးလံတဲ့စက်မှုပစ္စည်းတွေကအစရုရှားရဲ့စီးရဲလှုပ်ရှားမှုတွေကိုဆက်လက်ထိန်းသိမ်းဖို့လိုအပ်တဲ့လျှို့ဝှက်ထောက်ပံ့ထားတဲ့ကာကွယ်ရေးအစိတ်အပိုင်းတွေအထိပါပါဝင်ပါတယ်။အနည်းငယ်များမှာတရုတ်ဟာရုရှားရဲ့စီးရဲနဲ့စီးပွားရေးဟာလုံးဝပြိုလဲမသွားရတဲ့အကြီးမားဆုံးအကြောင်းရင်းတစ်ခုပါ။ဒီအကျိုးကျေးဇူးတွေအားလုံးရှိပေမဲ့ယူကရိန်းစစ်ပွဲ ပြီးဆုံးသွားတဲ့အခါရုရှားရဲ့ FSB ဟာတရုတ်ကိုရင်ဆိုင်ဖို့စီစဉ်ထားပါတယ်။ဘာကြောင့်လဲဆိုတော့မော်စကိုကနောက်ထပ်အကြီးမားဆုံးချိန်ချောက်မှုဟာအနောက်ကဘာကမဟုတ်ဘဲ ်ပေကျင်းကနေတိုက်ရိုက်လာမယ်လို့အမှန်တကယ်ယုံကြည်နေလို့ပါဒါပေမဲ့ယူစိန်ထွက်ပေါ်လာတဲ့ FSB စာရွက်စာတမ်းတွေကိုမဝင်ခင်ရုရှားနဲ့တရုတ်ဘာကြောင့်လျှို့ဝှက်ရန်သူတွေဖြစ်ဆက်ရှိနေရလဲဆိုတာကိုနားလည်ဖို့လိုပါတယ်။ဒါကိုနားလည်ဖို့19ရာစုစီပြန်သွားရမယ်။အဲ့ဒီချိန်တုန်းကပိုအင်အားကြီးတဲ့ရုရှားအင်ပါယာကအားနည်းနေတဲ့ချင်းမင်းဆက်ကိုခွင့်ကောင်းယူပြီး1858ခုနှစ်အိုင်ကန်စာချုပ်နဲ့1860ခုနှစ်ပေကျင်းစာချုပ်လို့ မမျှတတဲ့စာချုပ်တွေကတဆင့်တရုတ်ကိုနယ်မြေစတူရန်ကီလိုမီတာတန်းကျော်ကိုရုရှားအင်ပါယာထံလွှဲပြောင်းပေးဖို့အတင်းကြပ်ခိုင်းစေခဲ့ပါတယ်။ဒီမှာအခုလက်ရှိပရီမော့စကီခိုင်နဲ့ဗလာဒီစတော့လိုဗျူဟာရရေးပါတဲ့ပစိဖိတ်စိတ်ကမ်းမြို့လည်းပါဝင်ပါတယ်။ဒီအချက်တကွဲဖြစ်စေတဲ့ခွင့်ပြုမှုတွေဟာတရုတ်ရဲ့အချက်ရချင်းရာစုနှစ်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာခဲ့ပြီးနိုင်ငံခြားအင်အားကြီးတွေလက်ထက်မှာနာကျင်စွာခံစားခဲ့ရတဲ့ကာလတစ်ခုပါ။ 1950ပြည့်လွန်နှစ်တွေအစောပိုင်းမှာမော်ရဲ့အစ်စ်ထူထောင်ထားတဲ့ကွန်မြူနစ်တရုတ်နဲ့စတာလင်ရဲ့ဆိုဗီယက်ယူနီယံတို့ဟာနားလည်မှုတစ်ခုကိုရရှိခဲ့ပါတယ်။နှစ်ဖက်စလုံးဟာကွန်မြူနစ်ယူဆတွေနဲ့အနောက်နိုင်ငံတွေကိုပြင်းထန်စွာဆန့်ကျင်တဲ့အချက်တွေကြောင့်ပခုံးချင်းရှင်ရက်ခဲ့ကြပါတယ်။ဆိုဗီယက်တွေဟာတရုတ်ရဲ့စီးပွားရေးနဲ့စည်ရေးကိုတိဆောက်ရမှာအကြီးပါတဲ့အခန်းကဏ္ဍမှာပါဝင်ခဲ့ပြီးအလွန်လိုအပ်နေတဲ့စီးပွားရေးအကူအညီခင်မီဆန်းတဲ့နည်းပညာနဲ့ဗျူဟာမြောက်ထောက်ပံ့မှုတွေပေးအပ်ခဲ့ပါတယ်။ ဒါပေမဲ့ဒီကာလဟာတိတ်မကြာရှည်ခဲ့ပါဘူး1960ပြည့်လွန်နှစ်တွေမှာရခိုင်တန်တရားတွေပြန်ပေါ်ပေါက်လာပြီးမော်ကဆိုဗီယက်တွေကိုမချေမနှက်ဖြစ်လာခဲ့ပါတယ်သူက မော်စကိုရဲ့အရင်းရှင်နိုင်ငံတွေနဲ့ငြိမ်းချမ်းစွာရှင်တွဲနေထိုင်မှုကြိုးစားမှုကိုလူသိရှင်ကြားညင်းပယ်ခဲ့ပါတယ်တစ်ဖက်မှာလည်းဆိုဗီယက်တွေကမော်ရဲ့မမျှော်လင့်ထားတဲ့အစွန်ရောက်ကောင်းဆောင်မှုကိုနှက်ဆိုင်စွာတန်တရားဝင်လာခဲ့ပါတယ်သူတို့ကမော်ကိုအန်ရရရှိတယ်မစင်ကျင်ပြီး သူတို့ရဲ့ community ရည်မှန်းချက်အတွက်ဖြတ်စည်းနိုင်စွမ်းရှိတယ်လို့မြင်ခဲ့ပါတယ်။မကြာခင်မှာပဲသဘောထားကွဲလွန်မှုတွေဟာပြင်းထန်တဲ့ပြိုင်ဆိုင်မှုအဖြစ်သို့ပြောင်းလဲသွားခဲ့ပြီးနှစ်နိုင်ငံစလုံးကဆွဆွဲမှုတွေအပြစ်တင်မှုတွေနဲ့အယူအဆဆိုင်ရာရှုတ်ချမှုတွေကိုအပြန်အလှန်လှုပ်ဆောင်ခဲ့ကြပါတယ်။ဒါဟာတရုတ်ဆိုဗီယက်ခွဲထွက်မှုလို့ခေါ်တဲ့အခြေအနေအဖြစ်ပြင်းထန်လာခဲ့ပါတယ်။သူတို့ရဲ့ဆက်ဆံရေးဟာတိတိတသားယိုယွင်းလာခဲ့ပြီး1969ခုနှစ်မှာသူတို့ရဲ့နယ်စပ်တစ်ချောင်းမှာ ယူဆူရီမြစ်ပေါ်မှာ ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပေါ်လာခဲ့ပါတယ်။ဒီတိုက်ပွဲတွေဟာနှစ်ဖက်စလုံးကနျူကလ িয়ার လက်နက်သုံးဖို့စဉ်းစားခဲ့တဲ့အထိပြင်းထန်ခဲ့ပြီးအားလုံးထွက်စစ်ပွဲတစ်ခုစီကြောက်မက်ဖွယ်နီးကပ်လာခဲ့ပါတယ်။ရုရှားနဲ့တရုတ်ကြားကအပြန်အလှန်တန်တရားဝင်မှုဟာဆယ်သုနှစ်ပေါင်းများစွာဆက်လက်တည်ရှိခဲ့ပြီးဒီနေ့အထိတောင်ရှိနေသေးပါ။1980ပြည်လွန်ပြည်လွန်နှစ်များနောက်နောက်ပိုင်းမှာနှစ်နိုင်ငံစလုံးဆက်ဆံရေးကိုပုံမှန်ဖြစ်အောင်ပြန်လည်ထူထောင်ခဲ့ပြီး 2004ခုနှစ်မှာနယ်စပ်သဘောတူညီချက်တစ်ခုကိုတရားဝင်ရရှိခဲ့ပြီးသူတို့ရဲ့ကြံရှိနေတဲ့အငင်းပွားမှုများကိုဖြေရှင်းခဲ့ပေမဲ့လည်းတရုတ်ကဘယ်တော့ခါမှအပြည့်အဝခွင့်လွှတ်မှုမပေးခဲ့ပါဘူးအမှန်ကတော့သူတို့ကိုခွဲခြားလာတဲ့4200ကီလိုမီတာရှေ့လျားတဲ့နယ်စပ်ဟာမမျှတာလာပါဘူးရုရှားဘက်မှရှိတဲ့အရှေ့ပြားဒေသဟာပယံသာတကျွဲဝတဲ့ area ကြီးတစ်ခုဖြစ်ပြီးလူဦးရေအနည်းငယ်သာနေထိုင်ကြပါတယ်ဒါပေမဲ့နယ်စပ်တစ်ဖက်မှာ တရုတ်ရဲ့ရှေ့မြောက်ပိုင်းမှာကမ္ဘာလူဦးရေအထူးထက်ဆုံးတဲ့နေရာရှားပါတဲ့ဒေသတွေမှာတန်ပေါင်းများစွာသောလူဦးရေနဲ့ပြည့်နှံ့နေပါတယ်1988ခုနှစ်မှာရုရှားတရုတ်နယ်စပ်ပြန်ဖွင့်လိုက်တဲ့အခါတရုတ်လုံသမားများလယ်သမားများနဲ့ကုန်သည်များဟာရုရှားရဲ့အရှေ့ပြားခရိုင်တွေကိုချက်ချင်းစီးဝင်လာခဲ့ပါတယ်သူတို့ဟာလယ်မြေတွေကိုငှားရမ်းခဲ့တယ်လုပ်ငန်းတွေစတင်ခဲ့တယ်ရုရှားတွေအကြကြီးလှစ်လျူရှုထားခဲ့တဲ့မြေတွေကိုစိုက်ပျိုးခဲ့ကြတယ် 2018ခုနှစ်မှာတရုတ်ကုမ္ပဏီတွေနဲ့နိုင်ငံသားတွေဟာလေမြေဧက3သိန်းခွဲခန့်ကိုပိုင်ဆိုင်လာခဲ့တယ်။ဒါဟာဒေသတစ်ခုလုံးရဲ့စိုက်ပျိုးရေးမြေရဲ့16ရာခိုင်နှုန်းခန့်ဖြစ်ပါတယ်။ဒီဝင်ရောက်မှုဟာရင်းနှီးမြှုပ်နှံမှုအသစ်တွေနဲ့အလွန်လိုအပ်နေတဲ့အလုံသမားအင်အားကိုယူဆောင်လာခဲ့ပေမဲ့ဒေသခံတွေရဲ့စိတ်ပျက်မှုနဲ့တန်တရားတွေကိုလည်းဓာတ်ဆီထပ်လောင်းပေးခဲ့ပါတယ်။ရုရှားများသောကဒီတရုတ်အသစ်ရောက်လာသူတွေဟာအလုတ်ကင်တွေကိုခိုးယူပြီး ဆိုက်ဘီးရီးယားရဲ့တင်ရန်ဇာတ်တွေကိုစုပ်ယူနေတယ်လို့စွပ်စွဲခဲ့ကြပါတယ်။မကြာခင်မှာပဲတရုတ်ရဲ့တဖြည်းဖြည်းသိမ်းပိုက်မှုပေါ်စိုးရိမ်မှုတွေဟာနေစဉ်စကားဝိုင်းရဲ့စိတ်ပိုင်းတစ်ခုဖြစ်လာခဲ့ပြီးရုရှားဟာသူ့ရဲ့အရှိတ်နယ်ကြားကိုထိန်းချုပ်မှုဆုံးရှုံးလာနေတယ်ဆိုတဲ့စိတ်ပူပန်မှုတွေကမိမောင်းထိုးပေးခဲ့ပါတယ်။တကယ်တော့မော်စကိုနဲ့ဘေကျင်းကြားလူသိရှင်ကြားကြီးညာထားတဲ့ခင်မင်မှု၁၀နှစ်တခုကျော်ပြီးနောက်မှာတော့2018ခုနှစ်စစ်တမ်းတစ်ခုအရစစ်တမ်းဖြစ်ဆိုသူရုရှားစစ်သားတစ်ဝက်က တရုတ်ရဲ့တိုးဝါလာနေတဲ့ရှိနေမှုဟာရုရှားရဲ့နေမီတာယာမှုတွေတကယ်ချိန်ချောက်မှုတစ်ခုဖြစ်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒီလိုခံစားချက်တွေကရုရှားသားတွေဟာတရုတ်ကိုဘလောက်ဘလောက်နဲ့ဆိုင်သွားတန်တရားထားနေသေးလဲဆိုတာကိုပြသပါတယ်။ရှီကျင်းဖြင့်2022ခုနှစ်မှာအာနာရလာကတဲ့ကသူနဲ့ပူတင်ဟာအချိန်40ကျော်တွေ့ဆုံခဲ့ပြီးတယောက်ကိုတယောက်ချစ်လှသွားသောမိတ်ဆွေလိုတောင်လူသိရှင်သာခေါ်ဆိုခဲ့ကြပါတယ်။ဒါပေမဲ့ရှင်းရှင်းပြောရရင် မော်စကိုနဲ့ဘေကျင်းကိုတကယ်ချီနှောင်ထားတာကစစ်မှန်တဲ့ခင်မင်မှုမဟုတ်ပါဘူး။သူတို့ရဲ့နောက်ကဘာအပေါ်ကအပြန်အလှန်ဆန့်ကျင်မှုပါ။ဒါကြောင့်မဲ2022ခုနှစ်ဖေဖော်ဝါရီလ4ရက်မှာဘေကျင်းရဲ့ဆောင်းရာသီအိုလံပစ်မတိုင်ခင်နဲ့ပူတင်ရဲ့ယူကရိန်းအပြည့်အဝကျူးကျော်မှုမတိုင်ခင်ရက်သက်တပတ်အနည်းငယ်မှာပဲခေါင်းဆောင်နှစ်ဦးကသူတို့ရဲ့ဆက်ဆံရေးဟာအကန့်အသတ်မရှိလို့ပူးတွဲကြေညာခဲ့ပြီးပူးပေါင်းဆောင်ရွက်မှုမှာတားမြစ်ထားတဲ့နေပယ်မရှိလို့ကြွားဝါခဲ့ကြပါတယ်။ဒီခန်းနာတဲ့ကတိတွေဟာပူတင်က ယူကရိန်းကိုအပြည့်အဝကျူးကျော်မှုစတင်လိုက်တဲ့အဲ့ဒီကာလအတွင်းမှာပဲချက်ချင်းဆန်းသက်ခံခဲ့ရပါတယ်။ရုရှားဟာအထီးကျန်သွားခဲ့ပြီးထောင်ပေါင်းများစွာသောဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ထိခိုက်ခံခဲ့ရပါတယ်။ဒါပေမဲ့ဘေကျင်းကအနောက်နိုင်ငံတွေရဲ့စီးပွားရေးစစ်ပွဲမှာပါဝင်ဖို့ငြင်းဆိုခဲ့ပြီးရုရှားရဲ့အသက်ရှူပေါက်အဖြစ်နှစ်ဆအားထုတ်ခဲ့ပါတယ်။ရုရှားရဲ့စွမ်းအင်ကိုအမြောင်များဝယ်ယူပြီးစားသုံးကုန်ပစ္စည်းတွေနဲ့အရေးပါတဲ့နည်းပညာတွေကိုထောက်ပံ့ပေးခဲ့ပါတယ်။ တရုတ်ဟာပြိုလဲမှုရဲ့အဆုံးရောက်နေတယ်လို့လူအများယုံကြည်ထားတဲ့စီးပွားရေးကိုတည်ငြိမ်အောင်တဦးတည်းကကူညီပေးခဲ့ပါတယ်။တာမန်ရေးရမှာလည်းဘေကျင်းကရုရှားကို ကုလသမဂ္ဂမှာရုရှားစန့်ကျင်ရေးအစီအမံတွေကိုညှင်းဆန်ပြီးဗီဒီယိုအာဏာသုံးကာအကာအကွယ်ပေးခဲ့ပါတယ်။2023ခုနှစ်အောက်တိုဘာလမှာပူတင်နဲ့ရှီကျင်းဖြင့်ဘေကျင်းမှာထပ်မံတွေ့ဆုံတဲ့အခါသူတို့ကကမ္ဘာကို စီးလုံးညီညွတ်တဲ့မျက်နှာစာပြခဲ့ပါတယ်။ဒါပေမဲ့တီးတန့်အနေနဲ့ ူတင်ကရုရှားကျူးကျော်မှုအတွက်ခွင့်ပြုချက်ပေးခဲ့တဲ့၃ရက်လုံမှာပဲရုရှားရဲ့ထောက်လန်းရေးအေဂျင်စီ FSB က NLD4 လို့ကုတ်နံပါတ်ပေးထားတဲ့ထောက်လန်းရေးတိုက်ဖြတ်မှုလှုပ်ရှားမှုအစ်တစ်ခုကိုတိတ်တဆိတ်အတည်ပြုခဲ့ပါတယ်။အန်အသင်းစရာကတော့ဒီ program ဟာယူကရိန်းဒါမှမဟုတ်အနောက်နိုင်ငံတွေကိုပြစ်မှတ်ထားတာမဟုတ်ပါဘူး။တရုတ်ကိုတိုက်ရိုက်ပြစ်မှတ်ထားတာပါ။တရုတ်ဟာနိုင်ငံတော်လျှို့ဝှက်ချက်တွေကိုဝယ်ယူတဲ့ကြီးမားတဲ့မှောင်ခိုဈေးကွက်တစ်ခုကိုတိတ်တဆိတ်တည်ဆောက်ထားပါဗျ။ ဒါဟာဒါဇင်နဲ့ချီတဲ့မှောင်ကို website တွေ Telegram channel တွေနဲ့အမည်မဖော်တဲ့ online agent တွေကိုဖုံးကွယ်ထားပါတယ်။ဒီမှောင်ကိုဈေးကွက်ဟာတာမန်လူတွေကို သူတို့ရဲ့ညစ်ပတ်တဲ့အလုပ်တွေကိုငွေသားနဲ့လဲထည့်ပြီးလုပ်ကိုင်မှုလူသိရှင်ကြားစုတောင်းနေပါတယ်။ဥပမာအနေနဲ့အင်ဒိုနီးရှားထောင်လိုင်းရဲ့အကျဉ်းချုပ်တွေကိုဒေါ်လာ9000ခန့်နဲ့ရောင်းချတယ်။ထိုင်ဝမ်တန်မန်ရေးရာကေဘယ်ရီကဒေါ်လာ1000အထိရရှိနိုင်တယ်။ ီရန်အေဂျင့်တွေရဲ့ထောက်ထားတွေကိုတော့တယောက်ကိုဒေါ်လာအနည်းငယ်ထောင်ချီပေးပြီးရောင်းဝယ်ဖောက်ကားကြပါတယ်။ဒါရီဟာမှတ်တမ်းတင်ထားတဲ့တကယ့်ကင်းကနန်းတွေဖြစ်ပြီးအမေရိကန်၊ဥရောပနိုင်ငံတွေ၊ရုရှား၊အိန္ဒိယနဲ့အခြားနိုင်ငံကြီးတွေကအချက်လက်တွေအတွက်အလားတူဈေးနှုန်းတွေရှိတယ်ဆိုတာသိကြပါတယ်။ဒီချင်းချောင်းမှုကိုပဲရုရှားရဲ့လျှို့ဝှက် Andandy 4လှုပ်ရှားမှုကတံပြန်တိုက်ဖြတ်ဖို့ဒီဇိုင်းထုတ်ထားတာပါ။ယူကရိန်းစစ်ပွဲစတဲ့ချိန်မှာတရုတ်ရဲ့ရုရှားထောက်လန်းရေးလှုပ်ရှားမှုတွေဟာ ချက်ချင်းဆိုသလိုပေါက်ကွဲထွက်လာခဲ့ပါတယ်။တရုတ်နိုင်ငံမှာလုံခြုံရေးနဲ့ကာကွယ်ရေးကဏ္ဍမှာအရာရှိများဟာရုရှားရိတ်ကိုစစ်ပွဲကိုကိုယ်တိုင်ကြည့်ရှုဖို့ဆိုတဲ့အကြောင်းပြချက်နဲ့စီးဝင်လာခဲ့ကြပါတယ်။သူတို့အများစုဟာတရုတ်ရဲ့ကာကွယ်ရေးတပ်ကတော်တွေဒါမှမဟုတ်နိုင်ငံပိုင်အဖွဲ့အစည်းတွေကပညာရှင်ဆိုင်ရာဒါမှမဟုတ်စီးပွားရေးကိုယ်တိုင်အဖွဲ့တွေဖြစ်ဖုံးကွယ်ဝင်ရောက်လာခဲ့ကြပါတယ်။ဒါပေမဲ့ FSB ရဲ့အဆိုအရသူတို့ရဲ့တကယ့်ညီမှန်းချက်ကပေကျင်းအတွက် ရုရှားရဲ့စစ်ရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်တဲ့အရေးကြီးအချက်အလက်တွေကိုစုဆောင်းဖို့ပါယူကရိန်းပြည်ပခဟာတရုတ်အတွက်တန်မိုးမဖြတ်နိုင်တဲ့လေလာမှုတစ်ခုဖြစ်ပါတယ်တရုတ်ရဲ့ပြည်သူလွတ်မြောက်ရေးတပ်မတော်ဟာ1989ခုနှစ်မှာ VNN နဲ့နယ်စပ်တိုက်ပွဲဖြစ်ပွားပြီးခဲ့တဲ့ကပြီးခဲ့တဲ့နှစ်40ကျော်အတွင်းအကြီးစားစစ်ပွဲတစ်ခုမှမတိုက်ခဲ့ပါဘူးဒါကြောင့်တရုတ်စစ်ရေးစီမံကိန်းရေးဆွဲသူတွေဟာရုရှားလိုခင်မီတပ်မတော်တို့ခုဟာ အနောက်နိုင်ငံတွေရဲ့ခင်မီလက်နက်တွေနဲ့နီးပြူဟာတွေနဲ့ရှင်ပြန်ရတဲ့အခါဘယ်လိုလှုပ်ဆောင်သလဲဆိုတာကိုအတိအကျနားလည်ဖို့စိတ်အားထက်သန်နေကြပါတယ်။ဒီထောက်လှမ်းအချက်လက်တွေကိုဘေကျင်းက ထိုင်ဝမ်အတွက်စစ်ပွဲဖြစ်ပွားခဲ့ရင်အသုံးပြုနိုင်ပါတယ်။ FSB အစိုးရတကယ့်ပြဿနာကတရုတ်ထောက်လှမ်းသူတွေဟာစစ်ပွဲကို ကြိရှိအောင်တာမကရုရှားအတွင်းလူတွေကိုစုဆောင်းဖို့သူတို့ရဲ့ဂျိုးပန်းမှုတွေကိုလည်းအချိန်မြင့်လှုပ်ဆောင်နေတာပါ။ရိုးစိမ့်ထွက်ပေါ်လာတဲ့စာရွက်စာတမ်းက ဒီထောက်လန်းသူတွေဟာရုရှားအရာရှိတွေသိပ္ပံပညာရှင်တွေသတင်းထောက်တွေနဲ့စီးပွားရေးသမားတွေလိုအရေးကြီးအချက်လက်တွေကိုရယူနိုင်တဲ့မြည်သူမဆိုရဖို့ဘာမဆိုလှုပ်ဆောင်မယ်ဆိုတာရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်အရင်ဆုံးသူတို့ကပတ်စံစီးပွားရေးသဘောတူညီချက်တွေဒါမှမဟုတ်ပုံကိုရေးအကျိုးပေးမှုတွေကိုကန့်လှန့်ကြပါတယ်ဒါပေမဲ့ဒီဆွဲဆောင်မှုတွေလုံးမဖြစ်ရင် သူတို့ကရုံမာတဲ့နီလန့်တွေနဲ့ပုံကိုရေးအားနည်းချက်တွေကိုအသုံးချကြပါဗျ။ သူတို့ဟာရုရှားရဲ့အာကာသယာဉ်နဲ့ကာကွယ်ရေးလုပ်ငန်းကိုအဓိက ပြစ်မှတ်ထားနေတာဖြစ်ပြီးဒီနှစ်ခုဟာတရုတ်ကသမိုင်းအရနောက်ကျနေပြီးအလွန်လိုက်မမီကျင်နေတဲ့နယ်ပယ်ရီပါသူတို့ဟာရုရှားလေယာဉ်မှုတွေလေကြောင်းဆိုင်ရာကျွမ်းကျင်သူတွေနဲ့လက်နက်တွေဂျက်လေယာဉ်တွေဒုံးကြီးတွေလေခွင်းအားပြန်တမ်းမှုထိန်းချုပ်မှုတွန်းကန်အားနဲ့ဆက်ဆက်နယ်ပယ်ရီမှာအထူးပြုတဲ့အင်ဂျင်နီယာတွေကိုလိုက်လံစုဆောင်ခဲ့ပါတယ်တမ်းမိုးရှိတဲ့ထောင်လမ်းရေးအချက်လက်တစ်စုံတရာရှိသူတိုင်းကိုပြစ်မှတ်ထားခဲ့တာပါ ထူးခြားတဲ့ဥပမာတစ်ခုအနေနဲ့တရုတ်ထောင်လန်းသူတွေဟာ Agran Noblem Program က engineer တွေကို အထူးစိတ်ဝင်စားခဲ့ကြပါတယ်။ Agran Noblem တွေဟာ Soviet ခေတ်ကမြေပြင်အကျိုးသက်ရောက်မှုယဉ်ကျေးတွေဖြစ်ပြီးရေပေါ်မှာရှော့ပြန်တန်းလိုက်တဲ့အမြန်မြင့်နှုံသင်းမောပြန်တွေလို့လည်းဆိုနိုင်ပါတယ်။ရုရှားကဒီ program ကိုဆယ်သုနှစ်ပေါင်းများစွာကရပ်ဆိုင်းထားခဲ့ပြီးဒါကြောင့်တရုတ်က Agran Noblem ကျွမ်းကျင်သူတွေနဲ့ engineer ဟောင်းတွေဟာမကြေမနက်ဖြစ်နေတာဒါမှမဟုတ် ငွေကြေးခက်ခဲတွေရင်ဆိုင်နေရတာကြောင့်စုဆောင်းဖို့အကောင်းဆုံးပြစ်မှတ်တွေဖြစ်တယ်လို့တွက်ဆခဲ့ပါတယ်။ဒါဟာရုရှားအတွက်တကယ်ကိုစိုးရိမ်ကြာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ယူကရိန်းစစ်ပွဲမစတင်ခင်ကတည်းကရုရှားအာဏာပိုင်တွေဟာလွန်ခဲ့တဲ့နှစ်20အတွင်းတရုတ်ထောက်လန်းသူတွေပါဝင်တဲ့ထောက်လန်းရေးကိစ္စ22ခုကိုမှတ်တမ်းတင်ထားခဲ့ပြီးဖြစ်လို့ပါ။ခဏလေးတွင်းမှာပဲဒီထောက်လန်းသူတွေကတရုတ်စီပေးပို့ခဲ့တဲ့လျှို့ဝှက်ချက်ချို့ဟာဘလောက်တန်ဖိုးရှိလဲဆိုတာကိုအတိအကျပြပေးပါမယ်။ အခုချိန်မှာတော့အရင်ကထက်ရုရှားဟာပူအားနေပြီးအကာအကွယ်မဲ့နေပါတယ်။ယူကရိန်းနဲ့တိုက်ပွဲဆင်နွှဲနေရတာနဲ့အနောက်နိုင်ငံတွေရဲ့ထောက်လန်းရေးလှုပ်ရှားမှုတွေကိုတံပြန်မှုအလုံများနေတာကြောင့်မော်စကိုမှာတရုတ်ထောက်လန်းသူတွေဘာလုပ်နေလဲဆိုတာကိုနီးကပ်စွာခြေရာခံဖို့လုံလောက်တဲ့အရင်းမြစ်မရှိပါဘူး။ပေကျင်းကဒီအားနဲ့ချက်ကိုအပြည့်အဝအသုံးချပြီးပုံမှုအရေးကြီးတဲ့ထောက်လန်းရေးအချက်လက်တွေကိုစုဆောင်းဖို့ရည်ရွယ်ထားတာကိုကောင်းကောင်းသိပါတယ်။ 2021ခုနှစ်နဲ့2023ခုနှစ်ကြားမှာရုရှားအနာပိုင်တွေကထောင်လန်းရေးကိစ္စလေးခုကို ဖော်ထုတ်ခဲ့ပြီးတခုချင်းဒီမှာခင်မီအာကာသယာဉ်နဲ့လေဆာနည်းပညာတွေရဲ့အလွန်အရေးကြီးတဲ့ယိုစိမ့်မှုတွေတရုတ်စီကိုတိုက်ရိုက်ဖြစ်ပွားခဲ့ပါတယ်။ဖမ်းဆီးမှုအစ်တိုင်းဟာရုရှားရဲ့အရေးကြီးဆုံးနဲ့အရေးပါတဲ့ကာဝေးရေးပရိုဂရမ်တွေကိုတရုတ်ကတက်ကြွသာထောက်လှမ်းနေတယ်ဆိုတော့ခရမလင်အတွက်ထင်ရှားတဲ့သတိပေးချက်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါကြောင့်မဲ့ပူတင်ရဲ့အစိုးရဟာမွေးရမြေကိုတစ္ဆာဖောက်မှုမှန်သမျှကို တီးမခံနိုင်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြောကြားခဲ့ပြီးနိုင်ငံတော်သစ္စာဖောက်မှုဟာထောင်ဒဏ်တစ်သက်အထိချမှတ်ခံရနိုင်တယ်လို့လည်းတတိပေးခဲ့ပါတယ်မော်စကိုကလည်းနိုင်ငံသားတွေအထူးသဖြင့်တရုတ်ထောင်ဒဏ်သူတွေဒါမှမဟုတ်ရုရှားစန့်ကျင်ရေးလှုပ်ရှားမှုတွေကိုအားပေးဖို့ပြင်းထန်စွာ လိုက်လံဖမ်းဆီးမှာ ဖြစ်တယ်ဆိုတဲ့ဓာတ်ရိုက်တတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်ဒါပေမဲ့ဒီပြင်းထန်တဲ့တတိပေးချက်တွေရှိပေမဲ့တရုတ်ဟာအားနည်းချက်ရှိတဲ့ရုရှားသိပ္ပံပညာရှင်တွေနဲ့အင်ဂျင်နီယာတွေကိုဆက်လက်ရယူနေသေးပါတယ် ါပေမဲ့နောက်ဆုံးမှာတော့ FSP ကသူတို့တွေကအချို့ကိုခြေရာခံပြီးဖမ်းဆီးနိုင်ခဲ့ပါတယ်ဒီဖြစ်ရတွေတဲ့ကတခုကတော့2022ခုနှစ်မှာဖမ်းဆီးခံခဲ့ရတဲ့ Siberia Laser ယူပပီရာပညာရှင် Dimitri Koga နဲ့ပတ်သက်ပါတယ်။ FSB က Koga ကိုပြည်ဝတ်သူတေသနာအချက်လက်တွေကိုတရုတ်စီပို့ဆောင်ခဲ့တယ်လို့စွပ်စွဲခဲ့ပါတယ်။အန်အသင်းစရာကတော့ Koga ဟာအသက်54နှစ်ရှိပြီးကင်ဆာရောဂါနဲ့ဖြစ်နေခြင်းမှာ ရုရှားအေဂျင့်တွေကသူ့ကိုစေယုံကနေပေါ်ကနေဓာတ်ရိုက်ဆွဲထုတ်ပြီးမော်စကိုကိုစစ်ဆေးဖို့လေရင်နဲ့ပို့ဆောင်ခဲ့ပါတယ်။ကံမကောင်းသွားနဲ့သူဟာဖမ်းဆီးခံရရပြီးနှစ်ရက်ကြာမှပဲအပြစ်မရှိကြောင်းနောက်ဆုံးအသက်ထွက်တဲ့အထိတိုက်ပွဲဝင်ရင်းသေဆုံးသွားခဲ့ပါတယ်။နောက်တစ်ခုကတော့2020ခုနှစ်မှာ Trunkset ကသူ့တေသည့် Alexander Lukin နဲ့ပတ်သက်ပါတယ်။ FSB ကသူ့ကိုအရေးကြီးဒုံးကျည်နည်းပညာတွေကိုတရုတ်စီပေးခဲ့တယ်လို့စွပ်စွဲပြီးဖန်ဆီးခဲ့ပါတယ်။ လူကနင်ကိုနိုင်ငံတော်တစ္ဆာဖောက်မှုနဲ့အပြစ်တင်ခံရပြီးထောင်ဒဏ်9နှစ်ခွဲချမှတ်ခံခဲ့ရပါတယ်။နောက်ဆုံးတစ်ခုကတော့ St. Petersburg မှာအာတိတ်သိပ္ပံအကယ်ဒမီကိုတစ်ချိန်ကဦးဆောင်ခဲ့တဲ့82နှစ်အရွယ်လေးစားကံပညာရှင် Valerie Miko နဲ့ပတ်သက်ပါတယ်။2020ပြည့်နှစ်မှာ Miko ကိုပညာရှင်ဆိုင်ရာခီးစဉ်တွေတွင်တရုတ်နယ်လျှို့ဝှက်ချက်လက်တွေမျှဝေခဲ့တယ်လို့စွပ်စွဲခံခဲ့ရပါတယ်။သူကစွပ်စွဲချက်အလုံးကိုပြင်းထန်စွာညှင်းဆိုခဲ့ပေမဲ့တရားရင်ဆိုင်ဖို့အိမ်အခြေချုပ်နဲ့ထိန်းသိမ်းခံခဲ့ရပါတယ်။ 2022ခုနှစ်မှာမေကိုဟာအိမ်ထဲမှာပဲဆက်လက်ချုံနှောင်ခံရရင်နောက်ဆုံးနေ့အထိထောက်လန်းသူအဖြစ်လူသိရှင်ကြားအဆက်ခွဲခံရပြီးတည်ဆုံသွားခဲ့ပါတယ်။ဒါကြောင့်ပူတင်အစိုးရနဲ့ FSB ရဲ့သတင်းစကားဟာရက်ဆက်စွာရှင်းလင်းပါတယ်။တရားဝင်မိဖက်ဖြစ်စေတရားဝင်မိဖက်မဖြစ်ဘူးဖြစ်စေရုရှားရဲ့လျှို့ဝှက်ချက်တွေကိုဘေကျင်းစီပေးသူတိုင်းကိုတစ္ဆာဖောက်သူဖြစ်သတ်မှတ်ပြီးပြင်းထန်စွာအပြစ်ပေးမှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။